ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီမနေ့ပုတ်တက်စီဖြန်းနီးညက်တက်စီဖြန်းနီးကျွန်တော်တို့မြေကြီးအစာကျွေးနီးလေးတွေကိုကျွန်တော်ရဲ့ပက်နီးလေးတွေကိုကျွန်တော်တင်ပြပေးမယ်နော်အဲ့တော့ကျွန်တော်တင်ပြတဲ့အထက်မှာအတိတ်ပဲရှိတဲ့အကြောင်းတွေပဲတင်ပြပေးမယ်ဒါကျွန်တော်အနေနဲ့ကောင်းတယ်ထင်တဲ့အကြောင်းလေးတွေကိုတင်ပြပေးတာအဲ့တော့ဒီစဘာကင်းကတော့ကျွန်တော်တို့ဒါဘတ်စမာဒီစဘာကင်းပေါ့နော် ဒါထွက်ခါစားပေါ့နော်ကျွန်တော်မင်းရညက်နေရတင်ပြပေးတာကြဲကင်းဒီကောင်တော့ left side အဲ့တော့ခုနသုံးမျိုးကျွန်တော်မတင်ပြမိ left side နဲ့ကြဲကင်းနဲ့ဘယ်ဟာပူထွက်လဲလို့အချို့မေးတယ်နော်ကြဲကင်းကပူထွက်ပါတယ်နော်ဒါပဲနဲ့စဘာကြဲတက်ရမယ်ဟိုဘက်မှာယောဂါတွေထိန်းသိမ်းတက်ရမယ်ပိုးတွေကောက်ွက်တက်ရမယ်နော်ယောဂါလွတ်တယ်ပိုးလွတ်တယ်ဆိုရင်ကြဲကင်းဟာ ပိုထက်တယ်အဲ့တော့ကျွန်တော်အခုတင်ပြပေးမှာကပုတ်သက်စီဖြန်းနည်းပေါ့နော်ပုတ်သက်စီကတော့မိသီးပုတ်သက်စီပဲဖြန်းဖြန်းကြိုက်တဲ့ပုတ်သက်စီကိုဖြန်းဖြန်းမဲ့ဖြန်းတဲ့အချိန်လေးကိုကျွန်တော်တင်ပြပေးမှာအဲ့တော့ပုတ်သက်စီကတော့အကုန်လုံးဖြန်းနေကြတယ်အဲ့တော့အခု9နာရီခွဲနေပြီ9နာရီခွဲနေပြီနေကတော်တော်ပူးနေပြီကျွန်တော်တို့ဒီလိုစပားကင်းကိုဒီလိုလက်နဲ့တက်ကြည့်လိုက်ပါနော်အပေါ်မှာရေဒီရှွဲနေတာပဲနော်ညာကြာထားတဲ့နှင်းနဲ့ ောက်ကတက်ထားတဲ့အဆူဓာတ်ဒန်းနေဟာစပိုင်းအရွက်မှာနှင်းနေပြီးနေတော့9နာရီခွဲနေပြီအဲ့တော့ကျွန်တော်တို့ကပုတ်သက်ချီဖြန်းနေပုတ်သက်ချီကြီးတကယ်အာနီတင်ရှိတဲ့ဆေးကိုဖြန်းနေနော်မင်းအစောကြီးထဖြန်းနေဖြန်းတဲ့ခါကျတော့ကျွန်တော်တို့ပုတ်သက်ချီကြီးအရွက်ကိုမကတ်ဖဲနဲ့နော်အောက်ကိုပဲပြုတ်ကျသွားတယ်ရေထဲပဲကျသွားတယ်ရေတွေကငားတွေငှရှိနေတာသေသွားတယ်နော်ပိုးကတိတ်မကြဘူးပြန်ကတ်တယ် အဲ့ဒါကျွန်တော်တို့ဖြန်းပြီးမှားနေတာအဲ့တော့ဒါကျွန်တော်ရဲ့အကြိုက်ဖြန်းပြီးမှားနေတာဘာကြောင့်လဲအရွက်မချောက်တဲ့အတွက်ကျွန်တော်တို့ဒီဆေးဒီဘလိုနည်းနဲ့မှရေကန်ရှိနေတဲ့အတွက်ဘေးကိုပဲသူကစီကြမယ်ရှော့ကြမယ်အဲ့တော့ကျွန်တော်တို့ဖြန်းမယ်အချိန်ကြီးနော်ဒီနှင်းကွဲမှာဒီအရွက်ပေါ်မှာရေပြားတွေအရွက်ဖြားတွေမှာရေတွေတိနေတဲ့ဟာဒီအလုံး၆သွားမှာဖြန်းမယ်ဆိုရင်နော်ကျွန်တော်တို့ စီဒီဖြန်းလိုက်တာ ਨੇ အရွက်6မှာဖြစ်တဲ့အတွက်ကျွန်တော်စေးကတ်လိုက်တာ ਨੇ စေးထိလိုက်တာ ਨੇ အရွက်6မှာခုနကအစိုးတက်ဒီကတ်သွားမှာအဲ့တော့ကျွန်တော်ဖြန်းနေကြတယ်မနေ့စောတာ ਨੇ ဖြန်းနေညနေမိုးထုတ်ကန်နီးနီးထန်းနေညနေမိုးထုတ်ခန်နီးဆိုရင်လည်းကျွန်တော်တို့၄နာရီခွဲ၅နာရီဆိုအောက်ကအစိုးတက်တက်လာတယ်အစိုးတက်တက်လာတာ ਨੇ အပေါ်ကိုသဘာရဲ့ဒီအရွက်ဖြားဒီမှာရေတိလာတာပဲအဲ့ချိန်မှာစေးဖြန်းနေတယ် ကိုနကအနိတင်ကောင်းတဲ့ပုတ္တစီဖြန်းနေနော်ဖြန်းတဲ့ခါမှာစီးသည်အရွက်ကိုမကတ်ဖင်းနေရေတဲ့ပဲကြာသွားတယ်အဲ့တော့ကျွန်တော်တို့ကစီးဖြန်းတဲ့ခါမှာအရွက်6မှအရွက်6မှဖြန်းမှာညနေဆိုရင်လည်း၄နိုင်ခွဲလောက်ဆိုရင်ရက်တော့နော်အဲ့ဒါဆိုရင်ကျွန်တော်ဖြန်းလိုက်တဲ့စီးသည်အရွက်ပေါ်မှာကတ်သွားတယ်ဆွဲသွားတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာတော့ ကျွန်တော်ကော်ရီမလိုဘဲနဲ့ကိုကတ်သွားတယ်အဲ့တော့ကော်ရီပဲထည့်ဖြန်ဖြန်အောက်မှာအရွက်ဒီမှာရည်တီးနေတဲ့အတွက်ဖြန်းလိုက်တာနဲ့စေးဒီအောက်ကိုပဲကျသွားတယ်အဲ့ဒါပုတ္တစီရဲ့ဖြန်းကြီးပေါ့နော်အဲ့တော့ပုတ္တစီဖြန်းတဲ့အခါမှာစဘာပင်အရွက်6မှာဖြန်းပါနှီးကင်းတောင်တောင်ဖြန်းလေပြဿနာမရှိဘူးအရွက်ကိုကတ်နေပါညကြရင်အေးတာနဲ့အဲ့ဒီစေးဒီကြွလာမှာပဲနော် ေးသည်အရွက်မှာကတ်နေတဲ့အတွက်ဒီပိုးသည်ထိတိစားသေးပဲဖြစ်ဖြစ်ပင်လုံးပြန်မယ်ဖြစ်ဖြစ်အရွက်ကိုကတ်မှာအာနိသင်ဟာပူပြီးထိရမယ်အဲ့တော့ဖြန်းတော့ဖြန်းနေနှင်းနေတိနေတဲ့ချင်းဖြန်းထားလိုက်တယ်ဖြန်းလိုက်တဲ့ရေအားစေးရေအားအောက်ထဲသာကျသွားတယ်အဲ့တော့တကယ်ရှေ့သာဖြန်းလိုက်တဲ့အာနိသင်ဟာထိတိရောက်ရောက်ကျွန်တော်တို့ဖြန်းနည်းမဟုတ်တဲ့ခါကျတော့ထိရောက်မှုမရှိဘူးဒါပုတ်တက်စီဖြန်းတာအဲ့တော့ပုတ်တက်စီဒီအရွက်၆တဲ့အချင်းနှိကင်းဘက်ကိုဖြန်းပါ ဒါမှကျွန်တော်တို့ကအရွယ်မှာကပ်မှာအဲ့ဒါကကျွန်တော်ရဲ့တဏီးပေါ့နော်အဲ့တော့ညီဒီပဏီးညီဒီပဏီးကကျွန်တော်ညီဒီတွေပက်တယ်နော်အချို့လေလေးဆိုရင်အချို့လေလေးဆိုရင်ကုန်းခေါင်ကောင်းကြီးပက်တယ်နှီးကင်းပက်ကိုမပက်ပါနဲ့နော်မနေ့ဖက်စောစောညနေချင်းနေအေးတဲ့အချိန်မှာညီဒီပက်ပါကိုကြိုက်တဲ့ညီဒီကြိုက်တာပက်အဲ့ချိန်မှာနိုင်ထူးချင်း ဥပမာတီစုပါတီစုပါလည်းမှလည်းနိုင်ထူချင်းပါပြီးသားခုနက၃မျိုးဆက်ဒီမှာတီစုပါကထဲတဲ့တော့ထဲပြီးသားရာဂိုင်တော့အနှင်းငယ်ထဲတဲ့တော့ထဲပြီးသားအဲ့ထဲပြီးသားကိုနှိကင်းကြောင်တော့ပက်မယ်ဆိုရင်အဲ့အစီဒီကုန်းပေါ်မှာတင်းနေပြီဆိုရင်ခုနကပါလာတဲ့ယူရီးယားနိုင်ထူချင်းကအပေါ်ကိုပဲအငွေ့ပြန်သွားတာမြေကြီးရဲ့ဟူစိတ်ကြမှုနည်းသွားတဲ့အခါကျတော့ အပင်ကိုပဲတက်ပြီးတော့နိုင်ထူတင်ကတက်ဟက်သွားတယ်။အဲ့တော့ရေဒီပက်မယ်ဆိုရင်ရေကြီးနူးရမယ်။ရေကြီးနူးတယ်ဆိုရင်ရေပြောင်ပက်ရေပြောင်ထုတ်ပြီးမှပက်ရင်ပိုပြီးထိရောက်တယ်။တကယ်လို့ရေဒီတင်းနေလျောက်ပက်လေးရှိတယ်။ဒီကိုနွေရာတီးရတော့အကြောင်းမဟုတ်ဘူး။ရေဒီတင်းနေတင်းနေလျောက်ပက်အောက်မှာအခန်းရှိတယ်ဆိုပက်ချလိုက်လို့နောက်ရေမသွင်းမဲ့ထားရင်နော်ဒီရေဒီရေကြီးတဲ့ပဲစုပ်သွားမှာ။ အဲ့ဒါဆိုရင်ပြဿနာမရှိဘူးမိုးရင်းကြတော့ကျွန်တော်တို့ကရေပြောင်ခါပြီးတော့ငုံပြေထဲမှာပက်မှကျွန်တော်တို့မြေကြီးတဲ့ကိုရောက်တယ်เนาะအဲ့တော့မြေကြီးပက်တဲ့အခါဒီမှာနှိကင်းကြောင်တော်နေပက်တယ်เนาะကုန်းခေါင်ကောင်တွေကိုပက်ခဲ့တယ်အဲ့ကုန်းခေါင်ကောင်တွေပက်လိုက်လို့ရှိရင်မြေကြီးတဲ့ကိုစိတ်မဝင်ပဲနဲ့အပေါ်ပဲအငွေ့ပြန်တဲ့တွေ့အပေါ်အပင်ပဲနှွန်းသွားတယ်เนาะအပေါ်ပင်ပဲပလဲအရှင်တက်ဟတ်လို့နှွန်းသွားတယ်နိုင်တို့ချင်းအရှင်တက်ဟတ်လို့နှွန်းသွားတယ်เนาะ ုနကအောက်ကိုအနစ်ကိုမဆားလိုက်ရဘူးအဲ့ဒါဒါကကုနကကျွန်တော်တို့မြေစီပန်နီးပေါ့နော်မြေစီပန်နီးဒီတကယ်ပက်တင်တဲ့အချိန်ကတော့ညနေနေအေးတဲ့အချိန်မှာပဲပက်တင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တဆုပ်ပက်ရင်တဆုပ်ထိထိရောက်ရောက်စားရတယ်ပေါင်းတချီဖြန်းချင်းပေါ့နော်ကျွန်တော်တို့မြက်တက်စီမြက်တက်စီဒီ15ရက်သားအရင်20သားမှာဖြန်းတယ်15ရက်သားအရင်20သားမှာ ဖြန်းတဲ့အခါမှာရကွင်းထဲမှာရှိနေတဲ့ရေကိုပြောင်းအောင်ထုတ်ပါရေပြောင်းအောင်ထုတ်ထားပါရေကိုကြိုပြီးတော့ဖြုတ်ထားထုတ်ထားပါဥပမာတရက်နှစ်ရက်ကြိုပြီးတော့ရေကိုပြောင်းအောင်ခါထားပါရေပြောင်းမှပေါင်းတက်စီဖြန်းတဲ့အခါမှာပို့ပြီးတော့ထိရောက်တယ်ပေါင်းတက်စီဒီမြေကြီးပေါ်ကျသွားလဲမြေကြီးပေါ်မှာကျသွားလဲမြေကြီးအောက်ကတို့ထွက်လာမယ်ပေါင်းနုလေးဒီပေါင်းအနုလေးဒီအဲ့ပေါင်းတက်စီမြေကြီးပေါ်မှာကျထားတဲ့အတွက် အဲ့ဒီပေါင်းမှုလေးတည်မထွက်နိုင်တော့ဘူးတည်တယ်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်ရဲ့ပေစဘာကင်းမှာကျွန်တော်ဆက်ရသားနဲ့ဖြန့်ထားတာကိုလည်းကျွန်တော် line ပေါ်မှာတင်ပြထားတယ်နော်ပေါင်းမှုစုံသေးဘူးတဲ့ဖြစ်ပါမလားဟုတ်တယ်မှန်တယ်ပေါင်းမှုစုံသေးဘူးသို့တော်လည်းမြေပြောင်မှာဖြန့်လိုက်တဲ့အတွက်ပေါင်းတက်စီဒီမြေကြီးဝဲဝင်သွားတဲ့အတွက်နောက်ထပ်လာတဲ့ပေါင်းမှုဒီအလိုလိုတည်သွားတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဆက်ရသား၁၂ရသား၁၅ရသားမှာဖြန့်လဲထိရောက်တယ် အဲ့တော့ဒါကတော့ကျွန်တော်ပေါင်းသက်စီဖြန်းစီလေးပေါ့နော်အဲ့တော့ပေါင်းသက်စီဖြန်းစီလေးကိုကျွန်တော်တင်ပြပြီးတော့ခုနကစပားဒီကျဲကင်းနဲ့ခုနကလက်ဆိုင်နဲ့နော်ဘရားပို့ထက်လေနော်ကျဲကင်းကလုတ်တိုက်ရင်ပို့ထက်ပါလေကျဲကင်းကပို့ထက်ပါလေလက်ဆိုင်ကစပားအပင်အနှံလှတယ်နော်အနှံလှတယ် ခုနကမြဲကောက်ရတာလေးအစာကျွေးရတာလေးလူဝင်လူထွက်လို့ရတာလေးကောင်းတယ်မျိုးထုတ်ရတာလေးကောင်းတယ်နော်ဒါလက်ဆိုင်ကကျဲကင်းကြတော့စဘာပူထွက်ပါလေနော်အဲ့တော့ဘက်ကျွန်တော်ကျဲကင်းဘက်ကိုသွားမယ်ဒါကတော့ကျွန်တော်လက်ဆိုင်ဗတ်စမာဒီအခင်းအဲ့တော့ဗတ်စမာဒီအခင်းကတော့ဒါကျွန်တော်စားဖို့နဲ့ကောင်းရင်မျိုးကောင်းရင်မျိုးထုတ်မှာအဲ့တော့ဒီကောင်ကတော့ကျွန်တော်အခုမှထွက်ခါတာဒီကောင်အထွက်ဆုံရင်လှမှာအဲ့တော့အထွက်ဆုံတဲ့အချိန်မှဲ့တဲ့အချိန်နဲ့ကျွန်တော်ထပ်ပြီးပြပေးဦးမယ် ဲ့တော့ကျွန်တော်ဒီဘက်ဟိုဘက်ကျဲကင်းကိုသွားမယ်အဲ့တော့ကျဲကင်းဒီလက်ဆိုင်တဲ့ပို့ထွက်ပါတယ်နော်ကျဲကင်းဒီလက်ဆိုင်တဲ့ပို့ထွက်တယ်လက်ဆိုင်ကအထွက်နေတယ်နော်ဒါပေမဲ့ကျဲကင်းမှာမလုတ်တတ်ရင်တော့မထွက်တော့ဘူးနော်ယောဂါလည်းမတိပိုးလည်းမတိနော်မြေကြီးကအချင်းဖောက်လို့နော်ဖြစ်လာတဲ့ပြဿနာကိုအခုချိန်ကြမှာဝါကံမှာဘာလို့ရမလဲဆိုရင် နော်ဘာမှမလုပ်တတ်တော့ဘူးကျွန်တော်ဟိုးတုန်းကလည်းတင်ပြပေးတယ်ထရေးအချောက်မရရင်တပားတွေဒီအစာကျွေးရင်ကျွေးတယ်လို့မတက်ဘူးနော်ရင်မလာခင်မှာတပားဆိုင်မဲ့လေတွေကိုရင်မလာခင်မှာထယ်လှမ်းပြီးနေလှမ်းထားပါနေလှမ်းလို့တပတ်လောက်ရပြီဆိုရင်တပတ်လောက်ရပြီဆိုရင်ကျွန်တော်တို့အိုက်မြေကြီးဒီ၆သွားပြီ၆သွားကမှရေတွင်းပြီးတော့စဘာ စိုက်ဖို့အတွက်တမန်လုံမယ်ဆိုရင်အိုက်မြီကြီးဒီမှုယောဂမှုယောဂဆိုတာကနီရာတူတာအရွက်တွေကြတာနှံကြောက်တွေဖြစ်တာငေါတောက်ကြီးတွေခြောက်ပြီးမှုယောဂတွေဖြစ်သွားတာအချို့တွေဆိုငေါတောက်ကြီးတွေပြူတီကြီးတွေနဲ့နော်မှုတွေကုပြီးတော့တက်မလာတာအဲ့ဒါဒီဘေးကယောဂမဟုတ်ပါဘူးမြေကြီးတဲကနေပေါ့တက်လာတဲ့မှုယောဂအဲ့ဒီမှုယောဂကို ထယ်လန်နေလှမ်းချင်းမတက်ခဲ့ဘူးဆိုရင်ညီရာတူရာခုနကငေါတောက်ဒီ6ထာအရွက်ဒီ6ထာဒီအချိန်တန်ကြမှာစေးဖြန်းမယ်ဆိုရင်လုံးဝမရပါဘူးဒါကကျွန်တော်အပြောရတယ်ထင်လို့ကြည်ပါနော်အဲ့တော့ကျွန်တော်ဒီဘာမှုသေးမှလည်းမဖြန်းဘူးဘာရွက်ဖြန်းသေးမှလည်းမဖြန်းဘူးဘာအတီးအားသေးမှလည်းမပက်ဘူးအဲ့တော့ရွက်ဖြန်းသေးတွေအတီးအားသေးတွေဒီနော် သူတို့ရေးထားတဲ့စာအတိုင်းမှာဖြစ်နေတာတောင်သူမှာဖြစ်မလာတာကနော်မသိဘူးကိုယ်တော်ဘာကောင်းလို့ကောင်းလာမှန်းမသိရွှေဖျံသေးကောင်းလို့ကောင်းမှန်းမသိကိုယ်တော်ဘာအောက်ကမြကြီးရဲ့ဓာတ်ခံကောင်းလို့ကောင်းလာမှန်းမသိရွှေဖျံသေးကောင်းလို့မှန်းမသိလေနော်တေချာစီစစ်ပြီးတော့ဟုတ်ကြီးမဟုတ်ကြီးကိုကကူလေ့လာလို့ရတယ်အဲ့တော့ရွှေဖျံသေးလည်းကျွန်တော်မတော့ဘူးအတိအာဒီလည်းမတော့ဘူးနော်အဲ့တော့၃မျိုးဇက်တည် သုံးမျိုးဆက်တွေဆိုတာဖော်ဆက်တဲ့နေရာမှာကျွန်တော်တို့မြင်ရတာမဟုတ်ဘူးအဲ့ဒါလည်းတီးဖို့လိုတယ်နော်ချုပ်လိုင်းပေါ်တွေမှာတင်တယ်မြေကြီးတုံးတွေဆေးရောင်ဆိုးပြီးထုတ်ထားတယ်နော်အဲ့တော့တောင်သူဘလောက်နှင်းတာလဲအဲ့တော့တကယ်သွားရမှာဒီမြေပြင်တဲ့အချိန်မှာကိုတက်နိုင်တဲ့သဘာဝမြေသွေးတွေကိုနိုင်အောင်ချပါတခါတည်းချပါတခါတည်းဖြန့်ပါနော်ဟိုတပုံဒီတပုံလိုက်မပုံပါနဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်တွေလည်းပြောခဲ့ဘူးတယ် ခါမှာတော့နောက်ရှိသေးတစည်းစာလောက်ရှိသေးတွားချလိုက်အောင်တွားချလိုက်တဲ့ဟိုတပုံဒီတပုံပုံပြီးပြန်လာတယ်မိုးကြလည်းမပြန်ဘူးနော်အဲ့ဒါကြီးအစာကျွေးတာအမှိုက်ချတာနောက်ကြီးချတာမဟုတ်ပါဘူးညေဖြက်နေတာပါနော်အဲ့ဒီအပုံတွေကအပုံလိုက်ကြီးတွေထားပြီးတော့အချိန်တန်မိုးကြကန်ဒီမှာတွားဖြဲရင်နော်မိုးတမလောက်မိလိုက်ထမ်းတဲ့အဲ့ဒီနေရာကြီးဟုံပြီးလဲသွားတာအဲ့ဒါညေဖြက်ပလိုက်တာနော်စပားတွေဟုံအောင်အဲ့အပုံလိုက်ကြီးတွေ ဖြည့်ပြီးတော့တခါတယ်ငှက်တိုက်တွေလို့အချိန်တန်ဥပိုးတွေကြပြီးတော့ကျွန်တော်တို့ပျက်စီးသွားတယ်အဲ့တော့တဘာဝအမြေသွေးတွေချမယ်ဆိုရင်တခါတယ်ညီညီဖြန့်ပါတခါတယ်ဖြန့်ပါမချနိုင်မချနိုင်ချနိုင်ရင်၃မျိုးသက်တီစုပါတွေဝင်မပက်နဲ့နော်၃မျိုးသက်တီစုပါတွေဝင်မပက်နဲ့ဂျိုးရရခုနကနုံးတင်နေတဲ့ နုံတွေလဲနေတဲ့နုံပြစ်တွေလဲနေတဲ့မြေကြီးတွေကိုယူပြီးတော့လဲတဲ့ကိုခြေပြီးတော့လိုက်ပက်ကြည့်လိုက်မယုံရင်တနေရာထဲမှာလေးတထောင်းတော့ပုံပြီးဖြန့်ဖြန့်ကြည့်လိုက်ခုနကကုံကွင်းသေးလေတွေမကောင်းတဲ့မြေကြီးတွေမှာခုနကရိုးရဲနုံကိုမြောင်းရဲနုံကိုအခုလိုနေရာဒီမှာခြောက်သွားတဲ့အချိန်မှာအဲ့နှုံးလေးကိုပောက်ပြီးတော့ခဲဆိုင်ကြီးပောက်ပြီးတော့ကို ကြောင်းနေပါလေဆိုတဲ့နင်းအားတွေကိုအဲ့မြေကြီးကိုခြေပြီးတော့ဖြန့်ပြီးထားကြည့်လိုက်အဲ့ဒါသုံးမျိုးတက်တယ်ကောင်းတယ်နော်လုံနိုင်ရင်ကောင်းတယ်အဲ့တော့ကျွန်တော်ကသုံးမျိုးတက်ဒီဈေးကြီးကြီးပေးပြီးတော့ချိန်ကြညမှာပတ်မယ်ဆိုရင်တားနှင်လာလို့တကယ်ထဲ့မယ်ဆိုရင်သဘာဝမြေသွေးတွေကြက်ချီရေနောက်ချီတွေပဲမော်တွေနော်အမိုက်တရိုက်တွေကိုကျွန်တော်တို့ခက်ကွင်းကောင်းတဲ့အချိန်ပေါ့စဘာရိပ်ပြီးတဲ့အချိန်သွားရေးလာရေးနော်၆တဲ့အချိန်မှာ လဲနေပဲတိုက်တိုက်เนาะခုနကကားနေပဲတိုက်တိုက်တိုက်ပြီးတော့ကိုတတ်နိုင်တော့ညီညီဖြန့်ပါเนาะတခါတည်းဖြန့်ပါအဲ့ဒါဆိုရင်အချိန်တန်ကြသုံးမျိုးသက်ဝက်ပက်ဆရာမလို့တော့ဘူးเนาะခုနကကောင်းပါလေဆိုတဲ့တီစုပါတွေဝက်ပက်ဆရာမလို့တော့ဘူးဈေးတက်တောင်တက်တာနဲ့ကိုနီးကိုဟန်နဲ့ကျင်းကြေပေါ့တကယ်မြင်ရမယ်အကျိုးအဲ့တော့ယူရီးယားနုံးမြေတထောင်လောက်ယူပြီးတော့တန်နေရာမှာဖြန့်ကြည့်လိုက်ပါနော် အဲ့ဒီနေရာဒီဘလို့ပြောင်းလဲသွားမလဲဆိုတော့မယုံရင်လုတ်ကြည့်လိုက်ပါအချိန်တန်ကြာမှတော့အသီးအာသီးအပွင့်အာသီးနော်ဘလို့ပက်လိုက်မယ်ဘလို့ဖြန်းလိုက်မယ်ဆိုရင်မောပါလေနော်မောတယ်အဲ့တော့မမောတဲ့နီလန်းဒီကျွန်တော်တို့ပုတ်သက်စီကောင်းကောင်းကင်မယ်မြက်သက်စီဒီကောင်းကောင်းကင်မယ်ပလဲနိုင်သူချင်းတမျိုးတည်းနဲ့နဲ့ကျွေးရမယ့်အချိန်မှာတိတိကျကျကျွေးပြီးတော့သွားမယ်ဆိုရင်ဘလို့လယ်မျိုးဖြစ်နေဖြစ်နေကောင်းအောင်ကောင်းအောင် နော်အဲ့တော့နုံတင်နေတဲ့မြေတွေမှာထဲမလန့်ရဲဦးတဲ့နော်ဆန်းပေါက်မှာစူးလို့တဲ့နော်ကျွန်တော်တို့ကမလို့ရဲဘူးတဲ့ညီကြုံလို့တဲ့အဲ့လားမှားတယ်လှန်ကြည့်လိုက်ပါမယုံရင်တစ်ခွက်လောက်နုံတင်နေတဲ့နယ်လေးမှာအချို့ကြောင်းနေတယ်နှစ်တိုင်းကြောင်းတယ်အပေနေရာမထအောင်ဝါးဝါပြီးသေးကုန်တယ်သူပြောတယ်အဲ့လေကိုတစ်ခွက်လောက်နော်မိုးမကြခင်မှာထဲအနှက်လန်ပြီးနေလှမ်းထားလိုက်ပါ ထဲခဲ6လာပြီဆိုအဲ့လက်ွက်ဒီအခြားလက်ွက်เนี่ยမတူဘူးမတူတရားဘူးเนาะဆိုပါကောင်းခြင်းเนาะခုနကအတီးပါခြင်းယောဂကင်းခြင်းဟာတိတိတာတာပြောင်းလဲသွားလိမ့်မယ်အဲ့တော့လေတိုင်းဒီအဲ့ပထမတစ်ချက်ကိုရအောင်လုပ်ပါနောက်ချက်ကပလဲနိုင်ထူခြင်းနဲ့ရအောင်ခေါ်ပါပုတ္တစီကောင်းအောင်သုံးတတ်ပါဒါမှမဟုတ်လို့အတီးအားသေးတွေအပွင့်အားသေးတွေတီစုပါတွေ၃မျိုးဆက်တွေ92 post card တွေပတ်ချင်နေဆိုရင်မိမိရဲ့စဘာအသက်တက်ဝက်မှာ မိမိရဲ့စဘာအသက်တဝက်ရက်တရာဆိုရက်90မှာအပြီးပြက်ခဲ့ပါရက်90မှာပက်လိုက်တဲ့အတွက်ဟိုဘက်မှာ तू က15ရက်ကနိုင်ထူချင်းပါလာဦးမှာဖြစ်တဲ့အတွက်15ရက်မှာလိုက်စိမ့်နေဦးမှာနော်65ရက်ဖြစ်သွားပြီနော်ရက်တရာစဘာဒီ65ရက်ဖြစ်သွားပြီရတယ်65ရက်ရက်9တက်ကြမှာတော့အတီးအားသေးတော့မပက်လိုက်နဲ့အဲ့ထက်မှာနိုင်ထူချင်းထည့်ထားပြီဆိုရင်ကျွန်တော်တို့အနှံကြီးရှေးလာတယ်အပင်ကြီးရှေးလာတယ် နော်တခါလဲကြီးလိုက်ရင်စိမ့်ပြပြီးတခါလဲအနှိုင်းကြီးတွေထွက်လာလားအရှိကြီးတွေပဲကောင်းတယ်လို့ထင်ရတယ်သို့တော်လဲမကောင်းဘူးစိုးကျိုးရှိအဲ့တော့ဒါလေးကိုတင်ပြရင်းနဲ့နော်ပုတ္တစီပက်တဲ့အချိန်ပုတ္တစီပက်တတ်ဖို့လဲလိုတယ်နော်အဲ့တော့ပိုးအကြောင်းကြီးပြော့ပြရင်ကျွန်တော်ပိုးတက်ပိုးတက်စီကို23နှစ်ငွေမှုဆောင်ကိုင်းလာခဲ့ပါတယ်နော်ကိုင်းလာခဲ့ပါတယ်ဘာကိုင်းလာလာလဲ ဒဏ္ဍမာပန်းဒီနှွေမိုးဆောင်စိုက်တဲ့တဲ့ပုသက်စီနဲ့ထောက်လျှောက်၅ရက်တကြိမ်တပတ်တကြိမ်ကိုင်းနေရပါတယ်။အားကြောင့်မူပို့အကြောင်းนี่လဲကောင်းကောင်းသိတယ်။ဒီအတိကိုကိုယ့်ရဲ့တောင်သူတွေကိုရသိခြင်းနဲ့သဘောနဲ့သာတင်ပြပေးခြင်းဖြစ်တယ်။နော်အားလုံးပဲကျမ်းမှာချမ်းသာကြပါသည်။